MSP အခုဆိုရင်လည်းဒါမှမတဲဆိုရင်လည်းသူရဲ့ရုပ်ရှင်တွေရိုက်နေရပြီအမ်အခုဆိုရင်စားလိုက်ဒါမှမတဲရဲ့ junior ညီမအတိုင်းပဲဒါရုပ်ရှင်တွေရိုက်ရတယ်ပေါ့နော်မမတဲတဲရံတွေးမယ်ဆိုရင်တော့ကောင်းတာပေါ့နော်ဘာလို့ဆိုညီမတွေဆိုတဲ့အခါကျအရင်ကလည်းအမတ်တရရှိခဲ့ရဆိုရုပ်ရှင်အဖြစ်မယ်ဆိုရင်လည်းအမတ်တရအကောင့်တစ်ခုဖန်တီးနိုင်မှာပါရှင်ဟုတ် MSB ဘယ်ဘက်မှာဒါအခုဒါပြန်ပြင်ရမယ်ဆိုတော့ဒါ feeling တွေကမရှိတယ်။ဟုတ်။ stage ပေါ်မြန်တတိုင်းစာရေခုံရပါတယ်။ဘာလို့လဲဆိုတော့ဒါဟိုပြည့်တက်တွေကြည်နေမဲ့ပွဲလေးဖြစ်တယ်။နောက်ပြီးတော့ဒါဟိုဒီကိုရ skill ကိုထုတ်ပြမဲ့ stage ပေါ်ရောက်တဲ့အခါကျတော့အကောင်းဆုံးပြင်ဆင်ပြီးတော့ဒါပြတ်သွားတယ်မယ်ပေါ့နော်။ဆိုတော့စာရင်ဝမ်းတာပါ။ရင်းနေရေခုံပါရှိဟုတ်။ ခီစာကိုကျတော့ကျွန်တော်စပြီးတော့ကျွန်တော်စီစုစရောက်တဲ့အချိန်ကတော့2023ပေါ့နော် Authentic Artist Academy ဆိုတာဒါကျွန်တော်တို့ talent တွေမျိုးထုတ်တဲ့နေရာပါတရုတ်ဆောင်သင်တန်းပေါ့နော်အဲ့တော့သူကလည်းတရုတ်ဆောင်လုပ်မယ်ကိုတပည့်တွေကလေးတွေရဲ့ပရိသတ်ကကျန်တဲ့သူမဟုတ်ခင်ကျွန်တော်ကိုယ်တိုင်ပါပဲ။ဆရာတော်ကကိုယ်တမီးတရားတကယ်ကိုကလေးလေးအရွယ်ပဲရှိသေးတာเนาะအခုတော့တကယ်ကိုလူငယ်မာလေးဖြစ်သွားပြီဆိုတော့ပြောပြပါအောင်ဆရာတရားရဲ့ PD ရအောင်။ ကျွန်တော်ကတော့အခုဒီလေကလေးလို့ပဲမြင်ပါတယ်ကလေးကတော့ကလေးလို့ပဲမြင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အမြင်နဲ့ပြောလို့ရှိရဲစကားလို့ပေါ့နော်ကလေးလို့ပဲမြင်နေဆိုတာကကြတော့ဟို18နှစ်မှာ18နှစ်ရဲ့အတွေးခေါ်နေ18နှစ်ရဲ့ခံစားချက်နဲ့18နှစ်ရဲ့ရင်ကျက်မှုကတော့18နှစ်ပဲဖြစ်မှာပဲပေါ့နော်အဲ့တော့တို့ရဲ့ performance တွေနဲ့တို့ရဲ့ stage အခြေအနေပေါ်ကြည့်ပြီးတော့တို့ရဲ့ idea တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဟာတို့ကခီစားတော့အရင် match ဖြစ်သွားပြီးခီစားတော့အရင် mic သွားပြီးလို့တော့တွေးလို့မရဘူးပေါ့နော်ဆိုတော့တကယ်တမ်း mandalima ရောဟိုဒီကလေးတစ်ယောက်ကတကယ်ကို အဆင်ပြေရဲ့လားဆိုတဲ့ဟာတွေကိုလည်းကျွန်တော်မှအများကြီးပြန်သုံးသပ်ရတယ်ပေါ့နော်အခုဆိုရင်လည်းဒါမှမတသေးဆိုရင်လည်းသူရဲ့ရုပ်ရှင်တွေရိုက်နေရပြီအဲအခုဆိုရင်ခစားလိုက်ဒါမှမတသေးရဲ့ junior ညီမအတိုင်းပဲဒါရုပ်ရှင်တွေရိုက်ရတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့လိုပဲဒါကတော့ခုနဆရာပြောခဲ့သလိုပဲခစားလို့ဒါတင်ယူရမယ့်အရာတွေပေါ့နော်ဒါမှမတသေးဆိုရင်လည်းသူဒီလာမယ့်လောကရဲ့စာဝင်ကလေးကသူဟိုလေးလာခဲ့တဲ့အရာတွေကြုံတွေ့ခဲ့ရတဲ့အရာကြီးဆိုင်ခဲ့ရတဲ့အများအများကြီးပဲအဲ့လိုပဲခစားမှမဟုတ်ဘူးတခြားဒီစာရွက် junior senior အမတွေရော ဒါစီနီယာအမတွေရောဒါအရင်အလှမယ်လောကစီနီယာအမတွေရောအခုအကုန်လုံးပေါ့နော်အလှမယ်အကုန်လုံးပဲဒီလောကရဲ့စောင့်ဝင်ပြီးဆိုတာ ਨੇ တို့ရေဟိုဘယ်လိုပြောမလဲဒီဆိုင်ရတဲ့အရာတွေဆုံးဖြတ်ခဲ့ရတဲ့ဆုံးဖြတ်ချက်တွေအများကြီးဒါပိတ်ဆက်ခဲ့ရတယ်လူဝင်ရောငွေရောအများကြီးပိတ်ဆက်ခဲ့ရတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်အလှမယ်တယောက်ဆိုတာကတော့ဟိုဒီအလှမယ် stage ပေါ်မှာရှောင်နေမှာမဟုတ်ဘူးဒီရုပ်ရှင်ရဲမယ်ဆိုရင်လေရုပ်ရှင်အတွက် character ကိုဟို chemistry မိနေရမယ်အဲ့လိုပဲဒီကိုယ့်ရဲ့ဒီ အလမဲလောကဖြစ်တဲ့ပေါ့နော်ဒီအလမဲလောကထဲမှာဆိုရင်လည်း stage ပေါ်ရောက်တဲ့အခါမှာကိုယ့်ရဲ့ performance တွေ skill တွေအကုန်လုံးကိုရှင်းပြနိုင်ရမယ်ပေါ့နော်ဆိုတော့ကစားတော့အဲ့လိုပဲတင်ပါရရှိဟုတ်အကုန်လုံးတရုတ်ဆောင်ပိုင်းမှာလည်းအောင်မြင်ကြတာများတော့ဘယ်လောက်တောင်ကျင်းတာလဲပြောပြပါဝန်တာတာပေါ့အရန်ဝန်တာတာပေါ့အဓိကတော့ fashion industry ကိုအရန်တိုးတက်စေခြင်းနဲ့ဘာလို့လဲဆိုတော့အရင်တုန်းကတုန်းကဆိုရင်တော့မှဟို fashionery မှာဘလောက်ပေါက်ပေါက်ပေါ့နော်ဟို mist တွေကတကဘာပေါ့ ဟို model တွေကတကဘာအဲ့လိုမျိုးပြီးတော့တရုတ်ဆောင်တွေကတကဘာပေါ့နော်အဲ့ဒီထဲမှာမှအဲကျွန်တော်တို့ကစကားတွေပူပေါင်းရရင်တော့တဟဆာတာမဖြစ်တဲ့အပိုင်းတွေအများကြီးတွေ့ကြုံတိကြားရတယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်ပြောသလိုတိုးတက်ပြောင်းလဲလာတဲ့အချိန်မှာပြိတ္တကလည်းလက်ခံလာနိုင်တဲ့အချိန်မှာအလုံးကဒီနိုင်ငံတကာမှာဆိုလဲ တရုတ်ဆောင်အလှမယ်တွေကနေတရုတ်ဆောင်တွေကနေအလှမယ်ဝင်ပြိုင်တာအလှမယ်တွေကနေတရုတ်ဆောင်ဖြစ်လာတာပြီးတော့ runway model တွေကနေမှတရုတ်ဆောင်ဘက်သွားတာတွေလည်းအများကြီးတွေ့လာတယ်ပေါ့နော်ဆိုတော့ဒါလည်းကျွန်တော်တို့နိုင်ငံအတွက်ကောင်းသောအရွေးကောင်းသောပြောင်းလဲခြင်းပါပဲအဲ့တော့ fashionery ကအလှမယ်တွေဒီ fashionery ဒီကျွန်တော်အမြင်နဲ့ပြောသလိုပေါ့နော် chess ဟို honors and responsibilities ပါပဲဘာလို့လဲဆိုတော့ သူတို့ကဒီကျွန်တော်တို့ထပ်ပေးလိုက်တဲ့ချင်းမြောက်ချင်း honor လောက်ချင်းရဲ့နောက်မှာတာဝန်ယူမှုတာဝန်ခံမှုနဲ့နိုင်ငံကိုစားပြုကြရတယ်။ကို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 စားပြုရတယ်။အဓိကနိုင်ငံကိုစားပြုရတယ်။ကိုမိသားစုကိုကိုစားပြုရတယ်။ဘာလို့လဲဆိုတော့ကိုရဲ့အပြုမှုပြောဆိုအနေထိုင်တစ်ခုချင်းစီတိုင်းကကို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 စားပြုတယ်လို့နောက်ကကိုမိသားစုနဲ့ကိုရဲ့နိုင်ငံကိုလည်းကိုစားပြုနေတယ်ပေါ့နော်။ဆိုတော့ဒီຢာတွေအကုန်လုံးကိုကျွန်တော်တို့ကပွဲထဲမှာသွားပြီးချပြရတယ်။ပြန်လာကြရတယ်ပေါ့နော်။ပြန်လာရင် Brighter လုပ်ငန်းတွေလုပ်တယ်။နောက်အလှမယ်တွေကိုလက်ဆင့်ခံတယ်ပေါ့။ဆိုတော့ ဒါကဒီအလှမဲ့လောကကြီးရဲ့ဟိုဓမ္မတာပါပဲအဲဒါပေမဲ့ပြီးသွားတဲ့ခါကျရင်ဟိုဘာလုပ်ကြမလဲဆိုတဲ့အချိန်မှာတရုတ်ဆောင်ဖြစ်ဖို့အတော်ခက်ခဲတဲ့အပိုင်းတွေလည်းရှိတဲ့အချိန်မှာအခုလိုမျိုးလမ်းပွင့်လာတယ်ခီစာတို့လည်းနေရာရတယ်အခုတဲတဲတို့ဆိုလည်းသူတို့တွေအာရုပ်ရှင်ကားကြီးတွေပါရုံတင်ခွင့်ရတော့မယ်ဒါတွေကအရန်ဝန်တာစရာကောင်းနေပေါ့နော်မမတဲတဲနဲ့တကားရဲတာဆုံးမယ်ဆိုဘိုက်သွားရင်တော့ညီမရေဟုတ်မမတဲတဲရန်တွေးမယ်ဆိုရင်တော့ကောင်းတာပေါ့နော်ဘာလို့ဆိုညီမရေဆိုတဲ့အခါကျအရင်ကလည်းအမတရားရှိခဲ့ရဆိုရုပ်ရှင် ဲဖြစ်မယ်ဆိုရင်လည်းအမတ်တရအကောင့်တစ်ခုဖြန်းနေလိုက်ပါပါရှင်ဟုတ်ဆုံးမယ်ဆိုရင်တော့နေရာစလုံးကိုကလေးလိုက်ထိန်းနေရမှာเนาะရှူတယ်ရလို့ရဟုတ်အမလည်းရွယ်မတင်းမင်းမဆိုတော့လေကလေးကလေးချင်းတွေ့ရဆိုတော့လိုက်ထိန်းရမှာဟုတ်ကဲ့ပါအမတော့ခစားတဲ့ပုံရင်းချက်ပါတယ်ဟုတ်မြန်မာစတာပစား